တောင်ကိုရီးယားကကြောက်ဆောင်ထူထပ်တဲ့ကမ်းခြေတနေရာမှာကရိုသင်္ဘောတစည်းတောင်တင် သွားခဲ့ပါတယ်။ဒါကြောင့်ခရီးသည်နဲ့အမှုတန်းစုစုပေါင်း290နီးပါးကိုအရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရတာပါ။ Queen Genovia 2ရေရင်ဟာနိုင်ငံရဲ့အရှေ့တောင်ဘက်ကမ်းရိုးတန်းမှာ November 18ရက်နေ့ကတောင်တင်သွားခဲ့တာလို့ကမ်းခြေဆောင်တပ်ကပြောပါတယ်။ရေရင်ဟာတန်တာကြောက်တန်းတစ်ခုကိုဝင်တိုက်မိရာကရှေ့ဆက်မောင်းလို့မရတော့ဘဲတောင်တင်သွားခဲ့တာလို့ဆိုပါတယ်။ ရေရင်ပေါ်ပါလာတဲ့ခရီးသည်246ဦးစလုံးကိုအ мян ဆုံးဘေကင်ကင်ရွှေ့ပြောင်းခဲ့တယ်လို့ကမ်းခြေဆောင်တပ်ရဲ့ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်။နောက်ပိုင်းမှာတော့အမှုတန်း22ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့ကြောင်းကြေညာခဲ့တာပါ။ Queen Genovia 2ဟာလော်လော်လတ်လတ်တိမ်းမောက်သွားမှာနင်းမြုပ်သွားမှာမျိုးတော့မစိုးရိမ်ရသေးပါဘူး။စင်နန်ခရိုင်တဲကလူမနေတဲ့ဂျော်ဒူကျွန်းမှာကတို့ရေရင်တောင်းတင်မှုဖြစ်ခဲ့တာပါ။လူ9ယောက်လောက်အနေချင်းဒဏ်ရာရခဲ့ပေမဲ့ ဆိုးဆိုးရွားရွားထိခိုက်သွားသူတော့မရှိဘူးလို့ကယ်ဆယ်ရေးတွေကပြောပါတယ်။ရေရင်ပေါ်ပါလာသူ269ဦးစလုံးအန်ဒီရဲကင်းရှင်းခဲ့ကြောင်းကန်းချေဆောင်တက်ကအတည်ပြုပါတယ်။တချို့ခရီးသည်တွေကသင်္ဘောတောက်တင်မှုနဲ့ကယ်ဆယ်ရေးဆောင်ရွက်နေမှုတွေကိုလူမှုကွန်ရက်မှာဓာတ်ရိုက် live လွှင့်ခဲ့ကြပါတယ်။ကန်းချေဆောင်တက်က DJ တက်နေတဲ့အချိန်တခုခုမှာရေရင်ကိုနေရာရွှေ့ဖို့လဲစီစဉ်ထားပါတယ်။တန်းချိန်2600လေးချိန်ရှိတဲ့ကတို့သင်္ဘောဟာ ဂျေဂျူကနေထွက်ခွာလာပြီးစိတ်ကမ်းမျိုးတစ်ခုဖြစ်တဲ့မော်ပိုကိုဥတီခုံမောင်းရင်တောင်းတင်ခဲ့တာဖြစ်ပါတယ်။တောင်ကိုရီးယားမှာတော့ကရုရေရင်တွေဟာကုသန်းသွာလာရေးကန်တာမှာအရေးပါတဲ့အစိပ်ပိုင်းကနေဆက်လက်ပါဝင်နေစေဖြစ်ပါတယ်။2014တုန်းကတောင်ကိုရီးယားရဲ့ဆူဝိုကရုရေရင်နစ်မြုပ်မှုကတော့ကမ္ဘာကျော်ရေချောင်းမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီးចောင်းသူចောင်းသားအများစုအပါအဝင်လူ300ကျော်သေဆုံးခဲ့ပါတယ်။အဲ့ဒီတုန်းကရေရင်ပြက်ကို၃နှစ်လောက်ကြာပြီးမှဆဲယူနိုင်ခဲ့ပြီး မော်ပုံမြို့စိတ်ကန်းစီတည်ယူရွှေ့ပြောင်းခဲ့ရပါတယ်ရှင်